။ဒါလီဇော့ပါ။ဒီကနေ့မက်ရှလာ25ရက်နေ့နရင်းစရာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့တည်င်းတွေကိုစမမြန်နေခင်အားတင်ဆက်ပေးတော့ပါမယ်ရှင်။ဒီကနေ့တင်ဆက်ပေးသွားမယ့်တည်င်းတွေကတော့မန်အောင်မျိုးရဦးရီတန်းအနာကကြီးရော်နေရွာမှာစစ်ကောင်စီကတက်ဆွေးဖို့အတွက်ရော်သားတွေကို အတမရွှေပြောင်းခိုင်းနေတဲ့တည်င်းစစ်တွေမင်းဆန်ရက်ွက်ကလူငယ်တယောက်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့တည်င်းနဲ့ပိတ်ပင်ထားတဲ့အရက်ပလင်း180နီးပါးကို အေးအေးထိန်ရှုပ်နေမြေသေးတည်ဆောင်လာသူတယောက်ဖမ်းဆီးခံလိုက်ရတဲ့တည်င်းအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တည်င်းတွေကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။မအောင်မျိုးနေမျိုးရိုးဦးရီတဲ့အနာကကြီးရော်နေရမှာစစ်ကောင်စီတပ်ကတက်ဆွေးနေထိုင်ဖို့အတွက်ကြီးရော်သားတွေကိုအတင်းအဓမ္မရွှေ့ပြောင်းခိုင်းနေတယ်လို့သိရပါတယ်။အဲ့ဒီကြီးရွာနေရွာကတော့မန်အောင်မြို့နေတစ်ပုံကြီးရွာအုပ်စုကအင်ချီတရာကျော်ရှိတဲ့ငပြောတော့ကြီးရွာနဲ့ အင်ချီတရာလောက်ရှိတဲ့အနောက်ပါကြီးရော်လို့ဖြစ်ပါတယ်စစ်တပ်ကတက်ဆွေးစခန်းဆောက်ဖို့အတွက်နေအိမ်တွေကိုဖြုတ်ဖြတ်ခိုင်းပြီးရော်သားတွေကိုအတမပြောင်းရွှေ့ခိုင်းနေတယ်လို့မန်အောင်ဒေတာခန့်အမျိုးသားတယောက်ကနိုရီဇရာကိုပြောပါတယ်ပြီးခဲ့တဲ့2024ခုနှစ်ဧပြီလအတွင်းကလေအဲ့ဒီကြီးရော်နေရော်ကရော်သားတွေကိုရော်ကနေထွက်သွားကြဖို့စစ်ကောင်စီတပ်ကချင်းချောက်နေထုတ်ခဲ့တဲ့အတွက်ကြီးရော်သားတွေဟာနီးစက်ရာကြီးရော်ရေစီထွက်သွားခဲ့ရတယ်လို့သိရပါတယ် စစ်တွေမျိုးမိဇံရက်ကွက်ကလူငယ်တယောက်ဟာစစ်ကောင်စီတက်စီမှာဖမ်းဆီးတက်ဖြတ်ခံလိုက်ရတယ်လို့သိရပါဗျ။တက်ဖြတ်ခံရသူကတော့စစ်တွေမျိုးမိဇံရက်ကွက်ကအသက်20အရွယ်ကိုနေတို့ဖြစ်ပါတယ်။သူဟာကိုရီးယားစစ်ကံ BHD အနားမှာမက်ရှလာ19ရက်နေ့ညနေ9နာရီခွဲလောက်ကအိမ်အပြင်ထွက်ပြီးမုံဝေစားနေချိန်ကင်းလစ်နေတဲ့စစ်ကြောင်းကဖမ်းဆီးခွာဆောင်သွားပြီးဒေတာကိုကေမှုစစ်ဌာနရှုဒါကာစာစီပို့ဆောင်ပြီးရိုက်ပုတ်နှိပ်စက်ညင်ပန်းလို့ တေးလူမျိုးပါတန်ရာရရှိခဲ့တဲ့အတွက်၃ရက်အကြာမှာစစ်တွေဆေးရုံကိုပို့ဆောင်တဲ့အချိန်တည်ဆုံသွားတာလို့စစ်တပ်နဲ့နီးစပ်တဲ့တရင်မြစ်တယောက်ကနော်ရီဇရာကိုပြောပါရီအဲ့ဒီလူငယ်ကိုအေအေနဲ့ဆက်ဆက်တဲ့ဆိုပြီးနှိပ်စက်ခဲ့တာဖြစ်ပြီးတေးလူမျိုးပါဖြစ်မှစစ်တွေဆေးရုံကိုပို့တဲ့အချိန်လမ်းမှာတည်ဆုံသွားတာလို့သူကဆက်ပြောပါရီအရာခတတူအီအီကပိတ်ပင်ထားတဲ့အရက်ပလင်း180နီးပါးကိုဗမာပြည်မကနေလျှို့ဝှက်တင်သွင်းလာသူတယောက်ကို ပလောဝမြို့နေစမီမြို့မှာဒီလက်အဖွဲကနေ ဖန်ဆီးလိုက်တယ်လို့တင်ရရှိပါရယ်ဖန်ဆီးခံရသူမှာမကွေးတိုင်းနဲ့အိန္ဒိယနိုင်ငံတို့ကနေရခိုင်ကိုကုန်ပစ္စည်းတင်သွင်းတည်ယူရောက်ရှာနေတယ်စစ်တွေမြို့နေရှောင်းတွေမင်းကန်ကြီးရောက အသက်40ကျော်အရွယ်ဥမောက်သားမျိုးဖြစ်တယ်လို့သိရပါရယ်သူကို Grand Ayet Berlin 119 Berlin နဲ့ Red Level Berlin 60စုစုပေါင်းအယက်ပလင်း189ပလင်းနဲ့အတူ လဝမြို့နယ်စမီမြို့ဌာနပေါင်းစုံစစ်စည်းဂိတ်မှာဖမ်းဆီးမိခဲ့တာလို့သိရပါတယ်။စစ်စည်းဂိတ်မှာကုန်တွေကိုစစ်စည်းဖွင့်ကြည့်ရကနေအရက်တွေတီလာတာကိုဖမ်းဆီးရမိတာလို့စမီမြို့ဒေသခံတယောက်ကပြောပါတယ်။လက်ရှိမှာတားမြစ်ပြည်မှထိုးအရက်တွေတီဆောင်လာတဲ့ဥမောက်သားမျိုးကိုထောက်ကုံတွင်းကုံဥပဒေအရစမီမြို့ဒီလက်အဖွဲ့ကအရေးယူဆောင်ရွက်နေတယ်လို့သိရပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါ။ ဆက်လက်ပြီးတော့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့စစ်ကောင်စီဟာသူလူလားတွေနိုင်ငံရေးသမားတွေပါဝင်နေဒီပြည်တော်မှာငင်းချမ်းရေးဆွေးနွေးပွဲတရက်ကျင်းပနေပြီးအဲ့ဒီလိုကျင်းပနေတာကိုပြည်သူတွေကဝေဖန်မှုတချို့လေးရှိနေပါတယ်။ဒီဆွေးနွေးပွဲကိုမတ်လ24ရက်နေ့ကနေ26ရက်နေ့အထိ3ရက်အကြာပြုလုပ်မှာဖြစ်ပြီး စစ်ကောင်စီနဲ့မကြာခဏဆွေးနွေးနေကြတိုင်းရင်းသားလက်နက်ကင်တရှုပ်အပြင်နိုင်ငံရေးပါတီတွေလည်းတက်ရောက်နေကြပါတယ်စစ်ကောင်စီရဲ့အမျိုးသားစေလုံးညီညွတ်ရေးနဲ့ညီကြမ်းရေးဖော်ဆောင်မှုကော်မတီ NSPNC ဥက္ကဋ္ဌဒုတိယဖို့ချုပ်ကြီးရာပြီးကတော့ဆွေးနွေးပွဲရလက်တွေကိုလက်တွေ့အကောင့်ထေဖော်ဆောင်နိုင်ဖို့ဆောင်ရွက်သွားမယ်လို့ပြောဆိုထားပါတယ်ဒီဆွေးနွေးပွဲဟာအကျိုးမရှိရလက်မထွက်တဲ့ဆွေးနွေးပွဲဖြစ်တယ်လို့လေးလာသူတွေကထောက်ပြပြောဆိုတာတွေလည်းရှိနေပါသေးတယ် ဒါအပြင်ဒီဆွေးနွေးပွဲဟာကဘာကိုလိန်ညာဖို့လှုပ်ဆောင်တာလို့ဝေဖန်မှုတွေရှိနေတယ်လို့ဒီဆွေးနွေးပွဲလုပ်နေတဲ့အချိန်မှာလေမြန်မာနိုင်ငံတဝန်းကပြည်နီနဲ့တိုင်းတွေမှာစစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တွေအကြားတိုက်ပွဲတွေဖြစ်ပွားနေပါရဲ့ရှင်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့တူရကီနိုင်ငံမှာအတိုက်ခံကောင်းဆောင်အီမာမိုဂလူကိုဖမ်းဆီးထောင်ရှားလိုက်တဲ့အတွက်နိုင်ငံအနေနဲ့မှာဆန္ဒပြပွဲကြီးတွေဖြစ်ပွားနေတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားကြပါတယ် ရီဆက်တာရီအာဒိုဂန်ရဲ့အဓိကပြိုင်ဖက်ဖြစ်သူကိုအခုလိုဖမ်းဆီးထောင်ရှားပြီးတော့အဂရီလိုက်စာမှုနဲ့ဆွေးကျက်တင်ခဲ့ရာကြောင့်နိုင်ငံအနှံ့မှာအကြီးမားဆုံးဆန္ဒပြပွဲကြီးတွေဖြစ်ပွားနေတာလို့ဆိုပါရယ်တူရကီရဲ့နေဆုံး55ခုမှာဆန္ဒပြပွဲတွေဖြစ်ပွားခဲ့တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားကြပါရယ်အစ္စတန်ဘူမြို့တော်ဝန်အီမာမိုဂလူပါဝင်နိုင်ငံရေးသမားဂျာနယ်လစ်နဲ့စီးပွားရေးလုပ်ငန်းရှင်တရားကျော်ကိုစုံစမ်းစစ်ဆေးပြီးဖမ်းဆီးခဲ့တာဖြစ်ပါရယ် အီမာမိုဂလူကိုမက်ရှလာ23ရက်နေ့မှာဆွေးချက်တင်ကယမန်ယူပြီးတော့ထောင်ထဲထည့်လိုက်တာလို့ဆိုပါရယ်အီမာမိုဂလူဟာအတိုက်ခံ Republican ပြည်သူ့ပါတီ CHP ရဲ့2028သမရရွေးကောက်ပွဲသမရလောင်းအဖြစ်ရွေးချယ်ခံရဖို့တေချာနေသူဖြစ်တယ်လို့သတင်းတွေကဆိုပါရယ်ဆွဆွေးမှုတွေဟာနိုင်ငံရေးအရလုတ်ကျန်တာသာဖြစ်ပြီးဘတော်မှဥမညွတ်ဘူးလို့ယမန်ချုပ်ရက်ယူပြီးထောင်ဒီမထက်ကီမှာ အီမာမိုဂလူကလူမှုကွန်ရက် X မှာရေးသားခဲ့တယ်လို့သိရပါတယ်။အီမာမိုဂလူစတင်ထိမ့်သိမ်းခံရကလေးကအစ္စတန်ဘူမြို့တော်ခမ်းမရှိမှာလူအုပ်ကြီးဟာညတိုင်းဆန္ဒပြခဲ့ကြပြီးလုံထင်းကြီးတွေကလည်းမျက်ရည်ယူပုံတွေရေးအမြောက်တွေနဲ့နှိမ့်နှင်းနေကြပါရဲ့ရှင်။နရီဇရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလေးထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါရယ်။ ကျမတို့ narinzra ကထုတ်လွှင့်နေတဲ့သတင်းတွေကို www.narinzra.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါ रे ။ narinzra ဥတန်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။အားလုံးကျန်းမာရွှင်လန်းကြပါလိမ့်ရှင်။